အားလုံးပဲမင်္ဂလာပါများ။ကောင်းစက်တဲ့ဌာနမှာပြန်လဲကြိုဆိုလိုက်ပါရခင်ဗျာ။အခုတင်ဆက်ပေးမယ့်ရုပ်သံဗီဒီယိုဖိုင်ရတော့မြန်မာပြည်တော်လန်ရေးကရက်ကိုရက်တင်တဲ့အနေထားကိုရောက်နေပြီဆိုလာတဲ့အမျိုးသမီးတူရဲ့ရုပ်သံဖိုင်လေးကိုပြန်လဲမျှဝေပေးလိုက်ပါရခင်ဗျာ။ဒီမှာမျိုးသမီးကအဲ့ဒီအကြောင်းနဲ့ပတ်သက်ပြီးဘာတွေဘလို့ပြောဆိုနေတယ်လဲဆိုတာကိုအားလုံးဝင်ရောက်ကြည့်ရှုလေ့လာသုံးသပ်ဝေဖန်ပေးကြပါအောင်ခင်ဗျာ။အားလုံးကိုလည်းကောင်းစက်တဲ့ဌာနမှာအထူးပဲကျေးဇူးတင်ရှိပါရခင်ဗျာ။ မြန်မာပြည်တော်လှန်ရေးကရက်ကိုရက်ကတော့ပဲမြန်မာပြည်တော်လှန်ရေးနော်လုံးဝမရက်လို့မရတဲ့အနေထားကိုရောက်သွားပြီနော်ကျမကမုန်းရင်လည်းမုန်းမလို့စီကျမကယူမဆိုင်ဘူးလာတက်ချင်တာတက်ကြပါလိမ့်စီနော်ကျမဒီစကားမပြောလို့မရတော့ဘူးနော်ဘာဖြစ်လို့ဆိုပြည်သူမျက်နှာကိုကျမတို့ကြည့်ရတော့မယ်နော်ဘာလို့ဆိုကျမတို့နိုင်ငံတော်ကြီးအလုံးစုံပျက်စီးသွားပြီအဲ့ထက်ပျက်စီးတဲ့ဒီတော်လှန်ရေးကိုဆက်လျှောက်နေမယ်ဆိုလို့ရှင်အဲ့ထက်ပျက်စီးတဲ့ပျက်စီးဖို့ပဲရှိတော့တယ်အကုန်လုံးကလေပြည်သူဘဝတွေလည်းပျက်စီးတဲ့ပျက်စီးမယ်နိုင်ငံတော်ကြီးလည်းအလုံးစုံပျက်စီးသွားမယ် နော်ဒီတော်လိုင်းရေးရက်လည်းဘယ်နှစ်ကြာမှမသိနောက်ထပ်9နှစ်အချိန်ဆွဲဆန့်ရမလားနောက်ထပ်10နှစ်အချိန်ဆွဲဆန့်ရမလားမသိဘူးတခါအဲ့ကြတော့မှတခါနိုင်တဲ့အစိုးရလာပြန်မယ်ဆိုလို့ရှိရင်တခါအစအနေပြန်မစရဘူးလားပြည်သူရဲ့လူနေမှုဘဝကြီးလည်းအစအပြန်ဆရမယ်ဟာနိုင်ငံတော်ကြီးတို့လည်းဒီတရားတွေလမ်းတွေဟာပြန်ပြီးအစအနေပြန်ခင်းရမှာကြောင်းတွေလည်းအစအနေပြန်ဆောက်ရမယ်တသက်လုံးဒီအစအစရတဲ့အလုပ်ကပြီးမှမဟုတ်တော့ဘူးနော်ကျွန်မပြောတာအဲ့လားမလို့ဒီ28ရက်နေ့ဒီဇင်ဘာ28ရက်နေ့ရွေးကောက်ပွဲမဖြစ်မနေဘူးမဲပေးရမယ်နော်မဖြစ်မနေဘူးကျွန်မတို့မဲပေးပေးရမယ် နော်အဲ့လိုမလို့နှစ်ဦးနှစ်ဖက်လဲဆွေးနွေးညှိနှိုင်းကြပါတိုင်းရင်းသားအီအိုတွေနဲ့ဒီစစ်တပ်နဲ့လဲဆွေးနွေးညှိနှိုင်းကြပါလို့ပဲကျမတော့တိုက်တွန်းခြင်းတယ်ရွေးကောက်ပွဲဖြစ်မြောက်အလုံးမာကိုဒီဘယ်လဲအစအရသားဆိုးရတရက်ပေါ်ထွန်းလာမှာကိုဒီပြည်သူတွေဘဝလူနေမှုခြောင်တော့မယ်လို့ကျမထင်တယ်ဒီတိုင်းဆိုရင်သူချကိုချသူချကိုချနဲ့အဲ့ဒီချနေတဲ့ကောင်နှစ်ဖက်စလုံးမနစ်နာသွားဘူးနစ်နာတော့တာပြည်သူနဲ့နိုင်ငံတော်နော်အဲ့လာကိုကျမတို့ကမြင်အောင်ကြည့်မြင်အောင်ကြည့်ဖို့လိုတယ်နည်းနည်းပါအတွေးခေါ်လေးတွေကိုညှင့်ကြပါနော်အတွေးခေါ်လေးတွေကိုညှင့်ကြပါ နော်နောက်ပြီးကျတော့ကျွန်မနောက်တစ်ခုထပ်ပြောခြင်းသေးတယ်နောက်တစ်ခုထပ်ပြောခြင်းသေးတယ်သူများတွေပြောလို့ရှိရင်တသက်ခံကိုကျွန်မမနာရလို့ပြောတယ်ဆိုဖြေအောင်မှာဒီအုံနာကိုတေးသေးလေးတွေကကျွန်မကိုလာလာပြီးတော့တန်းတန်းရှင်းရှာပြီးကျွန်မကိုလာပြောအောင်မှာပေါက်ပန်းလေးဆက်စကားတွေ UEC ကတသက်ခံကိုအကျွေးရှိလို့ဖယ်ချတယ်ဆိုတာဖယ်ချသင့်တယ်လေအဲတသက်ခံအကျွေးရတာအကုန်ပြန်ဆက်လိုက်ကြည့်မြန်မာနိုင်ငံကိုအကျွေးရတာကန်ဆယ်လိုက်ရွှေစံလုံးကြမှာမဟုတ်ဘူး ဲ့လိုမြန်မာဘန်ဒါတော်တွေမြန်မာနိုင်ငံတော်ဘန်တွေဘယ်ဘန်တွေဘယ်ဘန်တွေတော့ဒါဘန်တဖန်မပြသေးရင်တော့ဘယ်ဘန်တွေဘယ်ဘန်တွေချီးပြီးတော့ဒီရွှေဆိုင်တွေဖွင့်ပြီးလို့ရှိရင်ဒီလုပ်ငန်းကြီးတွေ resident တွေအကုန်လုံးရင်းနှီးမြှုပ်နှံထားမှမသိဘူးတော့ဒါနိုင်ငံတော်ပိုင်ပတ်စံတွေပြည်သူပိုင်ပတ်စံတွေနော်အဲ့လို UEC ကပယ်ချတော့ဘာအပြစ်ရှိလို့လဲဘာလဲဆိုချက်လေးကဘာလဲအမတ်လောင်းကသူကဘာဖြစ်တယ်ဟိုအကျိုးရှိတာနဲ့ပဲပယ်ချရမလားဆိုတော့အဲ့ဒီအကျိုးတွေကအကုန်ပြန်ဆက်လိုက်ရင်အဲ့လူရဲ့ဘဝကဘာရှိတယ်0ပဲရှိမယ်စိတ်သက်ကလည်းမကောင်းဘူးဒါနိုင်ငံတော်ကိုသူကဒါဘာလို့ပြောရမလဲ အမျက်ထုတ်ထားတာနိုင်ငံတော်နဲ့ပြည်သူနဲ့အမျက်ထုတ်ထားတဲ့စီးတင်ဥစ္စာကိုသူတို့ပိုင်ဆိုင်ထားကြည့်ရင်သူတို့တွေစားတောင်းလိုက်ညစာညစာစားပွဲတွေမှာသူတို့စားနေကြည့်ညစာသူတို့တို့ထားတဲ့သမင်းညစာစားဝိုင်းတွေသူတို့နေတဲ့အိမ်ကြီးတွေအဲသူတို့သူတို့စီးတဲ့ကနောက်ဆုံးပေါ်ကမာစီးတီးတွဲကြီးတွေအကျွေးတော်ကြီးသေးရလားမေးကြည့်ကြပါအောင်လက်ငင်းတွေအဝယ်ထားတာဟုတ်ရဲ့လားနိုင်ငံတော်ဘန်ရဲ့ဟိုဘန်ရဲ့ချင်းငွေထုတ်ဒီဘန်ရဲ့ချင်းငွေထုတ်ဘလောက်ရင်နာစီရကောင်းလဲအမှန်ကျမပြည်သူကိုအဲ့လိုမျိုးဖြစ်စေချင်တာ ပြည်သူအဲ့လိုလမ်းကြောင်းပေါ်တက်မှတ်ပြီးတော့လိုင်စင်ရလုပ်ငန်းတွေနဲ့နော်ချီးငွေတွေနဲ့အသေးစားလုပ်ငန်းအလက်စားလုပ်ငန်းအကြီးစားလုပ်ငန်းတွေကိုအကုန်လုံးတိုးတက်မှုလူလိမ်မှုတိုးတက်ဖို့အောင်မြှင့်တင်ပေးခြင်းလားအမှန်ပြည်သူတိုင်းကအဲ့လိုမျိုးလှုပ်ခွင့်ရှိနေရမယ်နော်အခု UEC ကပယ်ချလို့အိုက်ကောင်မနာလို့ဖြစ်အဲ့အိုက်ကောင်မကြည်မနဲ့တွေဖြစ်တယ်ဘာဖြစ်တာတော့ဟလားဟမ်ဒီစစ်တပ်ကောင်ကမသိဘူးထင်နေလားဘယ်ခရိုနီတတိယဘလို့တခိုးဘွားလာတယ် ဘဲခရိုနီတထေးရဘဲသမယဘောကလာတယ်သူတို့တင်ထားပေးလို့လမ်းကြောင်းမှန်ကိုရောက်သွားပြီလို့ရှင်အခွန်အခွန်အခွန်ပေးပြီးတော့လိုင်စင်နဲ့လှုပ်ရှားနေတယ်လေလံနဲ့လှုပ်ရှားနေတယ်ဆိုတော့ကိုယ်ရကြရင်မပြောဦးထင်လို့လားအဲအကုံတိတဲ့အဲ့ခရိုနီတွေဘဝကိုတခိုးတွေဓမြတွေဘဝကလာတယ်ဆိုတော့အဲ့စစ်တက်ကအကုံတိတယ်နော်မတိရောက်ဆောင်နေတာပဲရှိတာ နော်အဲ့တော့ကျမကတော့ဒီရွေးကောက်ပွဲကိုမြန်မာပဲကျမဖိပြောက်စေချင်တယ်ဒီဘာသာပြည်သူအရင်ပြည်သူအလုံးစုံနဲ့နာပြည်သူတွေဘဝတွေအလုံးစုံနဲ့နာနေပြီးနိုင်ငံတော်ကြီးအလုံးစုံနဲ့နာနေတဲ့အတွက်ဒီရွေးကောက်ပွဲကိုမဲပေးမရမှာကျမပြောသလိုပဲကြံ့ခိုင်ယူကြည့်မရဘူးလားမပေးချင်မပေးနဲ့မပေးလို့လည်းရတယ်အေ ADA generation ရှိတယ်နော်အဲ့ထဲမှာကျမပြောတာနော်မပြောလို့ရှိရင်ဟိုမှာဗာလဲကိုကဥကကိုကြီးပါတီရှိတယ်ပေးပါပေးပါအာနိုင်ငံကြီးရိမ်မှန်နေတဲ့လူတွေပေးပါအရေးကြီးတဲ့ဒီရွေးကောက်ပွဲလေးဖိပြောက်ဖို့ပဲအရေးကြီးတယ် ကျဒီရုပ်ောက်ပေါ်လာပြောပြရအောင်မဟိုဘက်ကလည်းမပေးရအောင်ပြင်ရင်တတ်မယ်ဟာဟိုဘက်ကလည်းမပေးရအောင်ပြင်ရင်တတ်ဆိုပြီးသူကဘယ်နဲ့ဘယ်နဲ့မှသွားနေဖို့လဲနင်တို့အချင်းချင်းထိတ်တက်တွေ့ပြီးချကြရလဲမဟုတ်ဘူးဟင်ဟိုဘက်ကလည်းချချချဆိုထုတ်လိုက်တာ PDF ကလေးတွေပြီးသူတွေကနေပြီးတော့လာဝင်တဲ့ကလေးတွေចောင်းသားတွေလူငယ်တွေ PDF တွေမိုင်ယူရဲ့အရွယ်တွေအဟိုဘက်ကလည်းချချချဆိုထုတ်လိုက်တာအောက်ကစစ်သားတွေစစ်သားစစ်သားအဆင်တွေစစ်သားအဆင်တွေဘုံမှုအဆင်လောက်တွေနဲ့ဟင်ထိုးကျွေးနေတာနောက်ပြောလို့ရှိရင်ဟိုမှာဗလဲဗလဲပေါ်တာဆွဲတာတဲ့ပြီးသူတွေပဲအဲ့တော့ဘယ်သူရင်းနေတာဝါလဲ ပြည်သူတွေပဲနေနေတယ်ဂျာတွေကအချောင်းအခုတရားတွေမိုင်းခွဲတယ်ကျောင်းတွေမိုင်းခွဲတယ်အကုန်လိုက်ပြီးတော့မိုင်းခွဲတယ်မိုင်းခွဲတယ်ဖျက်ဆီးတော့ဘူးလားနိုင်ငံတော်ကြီးနေနေတယ်အဲ့တော့ဒီဒီဥစ္စာတွေကအစားအနေပြန်မလုပ်ရဘူးလားအဲ့တော့ပို့ပြီးနေတာတည်းနေတာမသွားဘူးလားအေးအဲ့ဒါတွေကိုပဲကျမပြောချင်တာကျန်တာတော့ကျမဟိုဟာဖြစ်ဘူးဒါပဲကျမကျမအရန်ကိုဟိုဟာဖြစ်ချင်ကျမဆွေးနွေးညှိနှိုင်းတဲ့လမ်းကြောင်းကိုပဲသွားပြီးတော့ရှင်နဲ့လျှောက်တာပြားလဲဆွဲတာဆိုတဲ့ဘဝမျိုးကိုပဲအကုန်လုံးကိုပဲညှိနှိုင်းနိုင်နေလေဖြစ်စေချင်တာကိုကျမပြောပြတာပေါ့နော်အဲ့ကျရင်လည်းကျမတို့ဒီဘက်က revolution အုပ်စုက online အုပ်စုကကျမတို့လာတက်အောင်မယ် ဂယုမဆိုင်တော့ဘာဖြစ်ဆိုထပ်ပြီးတော့ပြည်သူဘဝနဲ့နိုင်ငံတော်ဘဝထပ်ပျက်စီးဖို့အလုံးစုံပျက်စီးဖို့ပဲအခုကဥတည်နေပြီအဲ့လိုမျိုးကျွန်မပြောချင်ဖြစ်ပါတယ်ရှင်နောက်ပြီးကျွန်မထပ်ပြောလိုက်အောင်ပါကျွန်မဘာကိုထပ်ပြောချင်တာလဲဆိုအဓိကမြင်အောင်ကြည့် PDF PDF ဆိုပြီးတော့ PDF အမိခံတဲ့ကောင်တွေကဘယ်ကောင်တွေကနေတစုတစ်ဖွဲ့တွေ၁၀ရောက်တစ်ဖွဲ့တွေအယောက်၂၀တစ်ဖွဲ့တွေ NUG လက်အောက်ခံလားမခံလားကျမတို့လည်းမသိဘူးနော်အဲ့လာတွေကသူတို့လက်ထဲကိုလက်နဲ့ရောက်သွားပြီးတော့အဲ့ကောင်တွေကိုအဆင့်သွားကြည့်လိုက်ကြည့် အဲ့ဒီရွာရက်ွက်ထဲမှာအလုံးမရှိအကင်မရှိဂျလေးပြီးနော်လူမိုက်လိုလိုပဒိန်ကျင်းတဲ့ကောင်တွေဆေးရောင်းသမိုင်းကျမဟိုရှေ့လိုက်တယ်မှာလည်းကျပြောခဲ့ပြီးသွားပြီဒီလိုအစင်းမရှိတဲ့ကောင်တွေကရွာမှာပတ်ပြီးတော့မခါတဲ့အနိုင်နေကျင့်နေပြည်သူတွေကိုအဲ့တော့ဒီတော်လိုင်းကြီးရက်မှအူရမယ် NUG ကအဲ့အဖွဲ့တို့သူတို့မထိန်နိုင်တော့ဘူးအခုတော်လိုင်းကြီးထောက်ဖို့တရားကိုအဲ့အုပ်စုအုပ်စုတစုတစုလေးတွေသူတို့ထိန်နိုင်ရင်ထင်လို့လားဟမ်အဲ့အုပ်စုရဲ့ကျူးလွန်လာတဲ့ပြစ်မှုတွေကလေဂျီနိုဆိုက်ကိုသွားမှာနော် ပြည်သူမှမညာမတာလေးနဲ့သူတို့စားဖို့ဟင်းနေသမီးတွေကိုအမလေးချက်ပြီးပို့ရတာနဲ့လေเนาะနိုင်ရင်ကြည့်နေရနော်ရွာတွေတဲ့ရွာတွေထဲမှာပြည်သူတွေကိုပြည်သူတွေစိတ်ကုန်နေပြီဒီတော်လိုင်းရေးကိုနော်ပီဒီအအဆက်ကြီးတော့ကျမမပြောပါဘူးအခု PDF အတူတွေအများကြီးဖြစ်နေရရွာတွေရွာတွေထဲမှာနော်အလုံးမရှိအကင်မရှိနော်လေယာပြန်စားရေးနော်ကပိုင်းနိုင်ငါကျမပြောတယ်မလားခိုးဆိုးလူနဲ့တမားတွေကနော်နော်အဲ့ဒါတွေကအလုံးလုံးမစားတော့ပဲနဲ့တနက်လက်ထဲကင်ပြီးလို့ရှိရင်ပြည်သူပြန်ပြီးဒုက္ခပေးနေတာပေးသမီးပေးပေးဟင်းပေးပေးစက်ကြီး ပေးပစံပေးဟိုဟာမရေရချင်းသေးတဲ့သားသမီးတွေကိုကလေးတွေကိုရိုက်နဲ့တက်ဖြက်ခေါ်ဝါဖန်းဆယ်သိန်းတောင်းသိန်းတရာတောင်းဒါမျိုးတွေပြင်နေအချိန်မှာအဲ့လိုဒီဒေါ်လာကြီးရက်ကမယ်လို့ပြောရုပ်ပြက်ဆင်းပြက်ကြီးဖြစ်နေပြီဒီမောင်နိုင်ငံမှာနော်ပီဒီရဲ့အတူရောင်လေးပေါ်လာတဲ့အတွက်ကြောင့်ရုပ်ပြက်ဆင်းပြက်ကြီးဖြစ်သွားပြီအဲ့ဒီရုပ်ပြက်ဆင်းပြက်ကအာဆီယံမရဘူးလို့ထင်နေလားစစ်တပ်တစ်ခုလည်းဟိုဘက်တိုင်လို့ရရထင်နေလားအဲ့စစ်တပ်ကဟိုအဲ့ဥစ္စာတွေကိုပြန်ပြီးတော့ဒီဥစ္စာဂျီနိုဆိုက်ကျူးလွန်နေတာအချင်းချင်းတိုင်ရင်တော့ပြဿနာတွေတက်မနေကြဘူးလားတိုင်လို့ရတယ်အကုန်လုံးဂျီနိုဆိုက်ဖြစ်သွားပြီနှုတ်နှစ်ဖက်လုံးကဂျီနိုဆိုက်ဖြစ်နေတယ်အခုက အဲ့ဒါကြောင့်ပြည်သူရဲ့မျက်နှာကိုကြည့်ပါလို့ကျမပြောနေတာပြည်သူမျက်နှာကိုကြည့်ပါတနာတော့အဖင်ငဲ့ညာကြပါပြည်သူကိုပြည်သူရွာတွေရွာတွေမှာဖြစ်နေတာပြည်သူတွေစိတ်ကုန်နေပြီရွာတွေရွာတွေတွေကဘုံမြောက်ဒီမြောက်ကောင်းတွေက PDF PDF ဆိုပြီးတော့တို့ကိုတို့အုပ်လိုက်ဖွဲ့လိုက်နေဆယ်စုဖွဲ့ရောင်း၃၀ဖွဲ့တွေဖွဲ့ပြီးလို့ချင်းတနတ်တွေကင်ပြီးလို့ချင်းပြည်သူအနိုင်နေကြည့်နေတာအဲ့လိုကျမပြောချင်နေတာ